ီမှာပါအရင်နေ့ကကျွန်တော်က logical function if and or ဆိုတဲ့ function သုံးခုအကြောင်းကိုရှင်းပြပေးထားဖြစ်တယ်အဲ့တော့ဒီ function သုံးခုဘယ်လိုပေါင်းစပ်ပြီးအသုံးပြုလို့ရလဲဆိုတာလေးကိုဒီနေ့အသုံးဝင်ပုံလေးကိုကျွန်တော်ပြန်ရှင်းပြပေးမှာဖြစ်ပါတယ်အခုဒီမှာသလို့ရှင်သင်တန်းသား9ယောက်တို့ရဲ့ရမှတ်တွေဒါကတို့ရဲ့ရမှတ်တွေပါဒါကစုစုပေါင်းတို့ရဲ့ရမှတ်တွေအဲ့မှာမှကျွန်တော်တို့က if n ဆိုတဲ့ function တစ်ခုတွဲသုံးမယ် if or ဆိုတဲ့ function တစ်ခုတွဲသုံးလိုက်တာနဲ့ကျွန်တော်တို့လိုချင်တဲ့ result တွေကိုထုတ်ပြမှာဖြစ်တယ်အဲ့တော့ result တွေဘယ်လိုထုတ်မလဲဆိုတာချက်ကြည့်ပြရအောင်အရင်ဆုံးကျွန်တော်တို့ကဒီ result မှာ or ဆိုတဲ့ function တွေကိုရင်စသုံးမယ်ညာချင်း or ဘင်းစဘာသာရပ်တစ်ခုက40အောက်ကိုရောက်နေသလားလို့မေးမှာဆိုတော့ less than 40အဲ့ logical တစ်ခုပြီးတိုင်းမှာကျွန်တော်တို့က comma ကုတ်ပြရမယ်နောက်တစ်ခု less than 50 now the power less than 50ဒီမှာ40ပါတရက်တစ်ခုက40အောက်ကိုရောက်နေသလားလို့ကျွန်တော်ကမေးလိုက်မှဖြစ်ပါတယ်အဲ့တော့သူက false လို့ဖြေပေးတယ်ဘာဖြစ်လို့လဲပါတရက်တစ်ခုတစ်ခုမှ40အောက်ကိုရောက်မနေဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကအဲ့ဒီမှာ if the function လေးကိုထပ်ပေါင်းပြီးတုံးမယ်ဘယ်လိုပေါင်းမလဲဆိုတော့ or ရဲ့ရှေ့ကနေပြီးတော့ if ခွင်းစသူပြောလိုက်တဲ့အဖြေခုနအဖြေက false လို့ဖြစ်နေတယ်အဲ့တော့ ျွန်တော်တို့က value is true အဖြစ်မှန်တာထွက်နေမယ်ဆိုရင်ကျွန်တော်ဘာဖြစ်မှာလဲ50အကူသာကျန်နေခဲ့ဘာကြက်တစ်ခုကကျန်နေရဆိုလို့ရှိရင် fail ဖြစ်မှာအဲ့တော့ကျွန်တော်က double go 3ပြီး double go fast မင်းပြန်ပေးလိုက်မယ်ဒါဆိုလို့ရှိရင် okay သူကဘာပြောမလဲ fast လို့ပြောပြီးမယ်ဟုတ်ပြီအဲ့ဒီ formula လေးကိုကျွန်တော်တို့က down ကနေပြီးတော့ဆွဲချကြည့်လိုက်မယ်ဘာဖြစ်မလဲ ဒီဘာသာရဲ့တက်ရောက်ဒီသင်တန်းသားတက်ရောက်ကဖေးနေတယ်ဒီမှာ38ဖြစ်နေလို့โอเคဒါဆိုရင် on နဲ့ if နဲ့ပေါင်းတာကိုအစဉ်ပြေမယ်ထင်ပါတယ်နောက်တစ်ခုက and နဲ့ if နဲ့ပေါင်းပြီးမယ်ပေါင်းပြပြီးမယ်ဆိုတော့မြတ်ချင်း and ခွင်းစားဒါ logical one ဆိုတော့ and ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ခုချင်းစီလိုက်မထောင်းနေတော့ဘူးဒီမှာ past ဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်တို့က past ဖြစ်တယ် အမှတ်က180အထက်ရောက်နေရဆိုလို့ရှိရင် credit ပေးမယ်အဲတော့ပထမ logically ဒီကောင်မဲဒီခုပဲပြပြဒီတခုပဲပြပြအားလုံးအဆင်ပြေเนาะအဲတော့ရှည်သွားရောက်နေတာရောအရင်ပြီးလိုက်မယ်ပထမ logical ဆိုတော့180သူက180အထက်ကိုရောက်နေသလားလို့ကျွန်တော်ကမေးမှာ180ထက်ကြီးသလားဆိုတော့ကျွန်တော်က greater than 180 180ထက်ကြီးနေခဲ့မယ်ဆိုရင်နောက်တစ်ခုကဘာလဲ ဒီဆေးဘက်ကလည်းမြညာချင်း pass ဖြစ်နေတယ်ဆိုတော့စာသားထိမှာဖြစ်တဲ့အတွက် double go pass နော်ဒီနှစ်ခုသလုံးကတူနေခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က true လို့ပြောပြီးမယ်ဆိုတော့အဲဒီမှာကျွန်တော်တို့ကလိုချင်တဲ့အဖြစ်ဒီ and ဒီ true ဒါမှမဟုတ် false ဆိုတဲ့အဖြစ်ဝဲထုတ်ပြီးမှာအဲဒီတော့ကျွန်တော်တို့ရှိရနေ if ထပ်ပေါင်းပြီးမယ် if ဝင်စားသူပြောလိုက်တဲ့ခုန true ဆိုတဲ့အဖြစ်မှန်လေးသာရခဲ့တယ်ဆိုရင်ကျွန်တော်တို့ကနောက်မှာဘာပြောမလဲဆိုတော့ သူပြောတဲ့အခင်မှဆိုရင် credit debit ကို credit debit ကိုပြင်မယ်ဝင်ပြင် sorry debit ကိုပြင် comma အပြည့်မှားနေခဲ့တဲ့ဆိုရင်ကျွန်တော်က0တိုက်တာတခုဖြည့်လို့ရတယ်ဒီမှာတော့ကျွန်တော်က dash လေးပဲပြလိုက်မယ် debit ကိုနဲ့အခုဆိုတော့အနာခလာပြီးပြောလဲ credit အဲ့ချိန်မှာကျွန်တော်တို့ဆွဲချလိုက်ပြီး ဒီမှာ credit ရတဲ့သူ2ယောက်ရှိရယ်ကျန်တဲ့သူတွေမှာ fail ဖြစ်တဲ့သူရှိတယ် pass ဆိုပေမဲ့သူကအမှတ်180အထက်ကိုရောက်မနေတဲ့အတွက်ကြောင့်မလို့ pass ပဲရှိတယ် credit မရှိဘူးအဲ့တော့ if and တွဲသုံးတာလေးရယ် if or တွဲသုံးတာလေးရယ်ဒီလောက်ဆိုရင်အဆင်ပြေမယ်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်